တာဝိဒာနုပါသေကရဖြစ်နေတယ်ထူတော်ရအောင်ထောင်ရတဲ့ရှင်တော်ဖရာဒီနေ့ကျွန်တော်တို့ဒီငြိမ်သက်ခြင်းအရှင်ဖြစ်တဲ့ဖရာသခင်ကိုမျှော်ကြည့်ပါရဲ့ အမှန်တကယ်လွားနေတဲ့အချိန်လဲဖြစ်နေပါတယ်။ကျမ်းစာတစ်ချက်နားထောင်ရအောင်။ဖိရှာယနာဂတိဇံခန်းကြီးကိုခန်းငယ်6သောမူကားငါတို့အဖို့သူငယ်ကိုဖားမြင့်တော်မူ၏ငါတို့အာသာကိုတနာတော်မူ၏ထိုသူသည်အုပ်ဆိုးခြင်းအာနာဆက်ရှိလိမ့်မည်နာမတော်မူကားအော်ပွဲတိုင်းမှာဒီကိုကြီးသောဖျားသခင်ထာဝရအပနေတဲ့ခြင်းကိုတမောက်ခြင်းကိုခံတော်မူ၏ ကျေးဇူးတင်ပါတယ်ဖာနာမတော်ကငြိမ့်သက်ခြင်းရှင်တဲ့တို့ပါ၍ငြိမ့်သက်ခြင်းသည်ဘုရားရှင်မတပါဘယ်သူမှမပေးနိုင်ပါအကြောင်းကတော့လူသားရဲ့နှလုံးသားထဲမှာမုန်းကြည်ခြင်းရလိုခြင်းခိုက်ရာပြစ်ခြင်းခြင်းစတဲ့စိတ်တွေနဲ့ပြည့်နေပါတယ်ကျမ်းစာတစ်ချက်နားထောင်ရအောင် ာတုတ်အားပေးသောကောင်းချီးမင်္ဂလာကြောင့်ဤသောသည်ယာတုတ်ကိုအညိုထား၍ငါဘာကြောင့်ဤထွားရသောနေ့ရက်ကာလအချိန်ဤသည်ထိုအခါငါညီယာတုတ်ကိုငါတတ်မြင်မှုအကြံနှင့်ပြောလေ၏အဖဗျာမကြသေးပါဘူးကဘာဦးဆိုပေမဲ့လည်းဘုရားသခင်ရဲ့အတွက်ကတော့နှစ်ပေါင်းတစ်ထောင်ဆိုတာတည့်ရပဲရှိပါတယ်ကိုတော့ညီကိုနှစ်ယောက်ပ အကိုကြီးကသူ့ရဲ့ကောင်းကြီးကိုညီလေးလူယူသွားတယ်လို့ခံယူပြီးတော့ပါပြောခဲ့တယ်လေအဖေကြီးပြင်တော့ညီလေးကိုငါတတ်မယ်ဆိုတဲ့မုံကြီးစိတ်နဲ့ပြောပါလေအရှင်ဘုရားကဘာကြီးကိုကြည်လိုက်တဲ့အခါမှာမုံကြီးစိတ်ကနေရာနိုင်ရှိပါတယ်နိုင်ငံဒီနိုင်ငံဒီမှာရှိကြပါတယ် တကယ်ဆိုရင်သူတို့အားလုံးဟာညီကိုပဲဖြစ်ကြပါလေတို့ပါရင်မုံကြီးစိတ်ပြီးညီကိုတွေအแทမှာပြည်နေတယ်ဆိုတာတွေ့ရတဲ့အတွက်အလွန်ထိတ်လန့်အံ့ဩဝန်နေစရာကောင်းပါတယ်ခါကျမ်းစာတစ်ချက်နားထောင်ရအောင်ဒီကျိုးကိုချင်းကပြေးလာ၍ လက်ချင်းရှင်လည်းပိုက်ဖန်လမ်းလျှောက်ခြင်းကိုပြု၍နှယောက်စလုံးတို့သည်ငိုငိုကြွေးကြ၏အရှင်ဘုရားတယောက်ကိုတယောက်သတ်မယ်ဖြတ်မယ်ဆိုတဲ့စိတ်နဲ့နောက်တော့ပြန်တွေ့လာတဲ့အခါမှာဘုရားသခင်ရဲ့တချက်တီးသောပြုပြင်ခြင်းအဖြစ်မေတ္တာစိတ်ရှိဝေးရဲ့ချစ်ခင်ခြင်းအဖြစ်သို့ရောက်ကြပါလေတို့ပါ၍ဤကဘာပေါ်မှာ ဖြစ်နေတဲ့စိတ်မဲ့အင်္ဂါအလုံးကိုဘုရားသခင်မိတ်တော်တစ်ချက်နဲ့ပဲငြိမ်းချမ်းစေနိုင်ပါတယ်။စိတ်မဲ့အင်္ဂါဖြစ်ပေါ်တဲ့အခါမှာအမသာစွမ်းထက်တဲ့လက်နဲ့ကိုသုံးတဲ့အခါမှာလူတွေအများကြီးသိကြကြတယ်။ငမို့ချင်းဖြာနာချင်းမိဘနဲ့ကလေးများမုံဆိုးမများဒုက္ခသည်များနဲ့ပေါ်ကျွေသွားနိုင်မယ်။ ဤရာကိုဘုရားသခင်ပဲဖြစ်ရှင်းနိုင်ပါတယ်ဘုရားသခင်လက်ထက်ကိုအနာမာတယ်ရှင်ဘုရားတနာတော်မူပါကျမ်းသာတစ်ချက်နားထောင်ရအောင်ရှင်မဘဲကုန်ရဲ့ခန်းကြီး6ခန်းငယ်30နိုင်ငံတော်ဒီထောင်ပါစေတော့အလိုတော်ဒီကောင်းကင်ဘုံ၌ပြည့်စုံတဲ့ဘက်တို့မြေကြီးပေါ်မှာပြည့်စုံပါစေတော့အရှင်ဘုရားငြိမ်ချမ်းခြင်းငြိမ်သက်ခြင်းအရှင်ဖြစ်တဲ့ဘုရား ကောင်းကင်နိုင်ငံမှာတော့ငြိမ်းချမ်းတယ်ငြိမ်သက်တယ်ပျော်ရွှင်စရာကောင်းတယ်ဒါကြောင့်ကျွန်တော်တို့ကိုဘုရားကြီးမိတ်ခဲ့ပြီးသေးကောင်းကင်ဘုံမှာငြိမ်းချမ်းတကယ်လို့မြေကြီးပေါ်မှာငြိမ်းချမ်းဇေဘာလို့ဆုတောင်းခဲ့တဲ့အတွက်အရှင်ဘုရားကျွန်တော်တို့ကိုငြိမ်းချမ်းရေးပေးသနာတော်မူပါယေရှုရဲ့နာမ၌ကတောင်းပါမှာတရားဖာသာဝရဘုရားအာမင်